မဟာဗုဒ္ဓဝင် တတိယတွင်မိကွန်များအပိုင်းနှင့်မြတ်စွာဘုရားရှင်မြတ်စွာဘုရားရှင်တော်ရင်ဒါနပြီ၌အဘိဓမ္မာတရားဟောကြားခြင်းနှင့် လူပြီ၌အရှင်သာရိပုတ္တရာတပေ900ရာတို့အားအဘိဓမ္မာတရားဟောကြားခြင်းတို့ဟာအဘိဓမ္မာတရားဟောကြားခြင်းတို့ဟာတစ်ချိန်တည်းဖြစ်တော်လဲတစ်ချိန်တည်းဖြစ်တော်လဲပြီးဆုံးသောအခါ တစ်ချိန်တည်းဖြစ်တော်လည်းပြီးဆုံးသောအခါပြီးဆုံးသောအခါမိသူကအရင်ပြီးပါတဲ့နီးပြိုင်တူပြီးမြတ်စွာဘုရားရှင်တာရိဏနတ်ပြည်နာအဘိဓမ္မာ ဟောကြားချိန်မှာလူပြည်နိုင် ရှင်သာရိပုတ္တရာတပည့်900တို့ဟာအဘိဓမ္မာဟောကြားချိန်တို့ဟာတစ်ချိန်တည်းဖြစ်တဲ့အဲပြီးဆုံးတဲ့အခါမှာလည်းပဲဒီပြိုင်နဲ့ထည့်ပြီးပါတယ်တဲ့အတူတူပြီးတယ်ဗောနော်ပြိုင်တူပြီးတယ်တဲ့ မြတ်ဗုဒ္ဓဒီဝါရင်သုံးလာမြတ်ဗုဒ္ဓဒီဝါရင်သုံးလာမြတ်ဗုဒ္ဓဒီဝါရင်သုံးလာတော်ရင်သာ၌အတရားဟောကြား၍ပြီးဆုံးသောအခါနတ်မြမာတို့မိမြကျွတ်တန်းဝင်ခဲ့ကြပါသည်နိမြတ်ဗုဒ္ဓဒီဝါရင်သုံးလာတော်ရင်သာ၌တရားဟောကြား၍ပြီးဆုံးသောအခါအဲ့နဗျမတို့ဂရေ၈000ကျွတ်တန်းဝင်ခဲ့ပါသည်ဂရေ၈000၈000 ရှင်မအရှင်မမောက်တဲ့လံကိုတော်မြတ်တာဝရင်သာတို့မြတ်ဗုဒ္ဓအားပြင်ဆောင်ရန်ကြတော်မူခဲ့သောနေရာမိသိနိမိသိနေဖြစ်ပါသည်နိသတင်းကျိုလာဇန်ကိုရဲ့သတင်းကျိုလာဇန်ကိုရဲ့တင်ကတင်ကတာတင်ကတာတင်ကတာနကိုတို့တင်ကတာနကိုတို့ပြန်ကြွရာတွင် စာမရီငဲ့စာမရီငဲ့ဤအမိဖြင့်ပြုလို့တော်ရတောင်ကိုခတ်၍ရတောင်ကိုခတ်၍ပူဆောင်တော်နတာဤအမိမိသူခေါ်ဆိုပါတဲ့ဤသူယာမနတာသူယာမနတာကတပါကတပါမြတ်စွာဘုရားရှင်ရဲ့အတွေ့ကျဝင်းသောကြောင့်မြေကိုဝေယူတာ ချောင်းကြီးဆောက်လို့လူတန်းခဲ့တော်ဒါယကာဤအမိမာမိတို့ကိုဆိုပါတဲ့နီသူမင်္ဂလာတထေသူမင်္ဂလာတထေအာဂေါရမဘုရားရှင်အာဂေါရမဘုရားရှင်အားလူရန်ပူဇော်ရန်ကျေပြန့်တော်ကြောင့်မြေကိုဝယ်ယူ၍ကျောင်းတော်ကြီးဆောက်လို့လူရန်တော်ဒါယကာဤငယ်နဲ့မြီမာမီတို့ခေါ်ဆိုပါတဲ့နီတုထထတုထထတုထထ ကောဓမမြတ်စွာဘုရားရှင်လက်ထက်အံကောဓမမြတ်စွာဘုရားရှင်လက်ထက်တရားဟောအလွန်ကောင်းသောယဟန္တာမတိဤဝေမိမိတို့ကိုဆိုပါသည်နိအရှင်ဘုံနာဇိဉ္ဇမာနာအမျိုးသမီးရဲ့အတွက်ဇိဉ္ဇမာနာအမျိုးသမီးရဲ့အတွက်အတိတ်ကိုအတိတ်ကိုဆောင်းကာဟောကြားခဲ့သောဇတ်တော်သည်မိတို့ကိုပါသည်နိအေမဟာဘဒုမဇ္ဇမဟာဘဒုမဇ္ဇ မာဘဒုမမင်းသာတီမာဘဒုမမင်းသာတီဖာကမဲတော်ဟာမင်းချင်းတရားနည်းရဲ့ညီစင်စင်ချင်းချင်းအလို့ရသူအဲမင်းချင်းတရားနည်းရဲ့ညီစင်စင်ချင်းချင်းအလို့လို့ရသူဖြစ်ပါတယ်လို့တိုင်းသူပြည်သားတို့ပြောဆိုဒီကာရာရဲ့အတွက်မြင်များရှိပါတယ်နေခုနကာရာ ရသဘယရှင်ရှိကူမြဝါကိုကတ်ဆူတော်မူခဲ့တော်တော်အီအမ်မီမီတို့ကဆိုပါတဲ့နီဘေတကဘေတကလာတော်ဘေတကလာတော်ဥရေနာမင်းသားဤဖာကမီတော်အမ်မီမီတို့ကဆိုပါတဲ့နီပရန္တပပရန္တပမင်းဥရေနာမင်းဤဇနီးအမ်မီမီတို့ကဆိုပါတဲ့နီ ဝါတုလဓာတာဝါတုလဓာတာအတိတ်ဘဝကပါဏာတိပါတာအကျိုးဆက်ကြောင့်သတ္တမိမထွန်ကားခဲ့သော မင်းသားတို့ဦးဤအမည်မည်သို့ခေါ်ဆိုပါတဲ့ဤဗောဓိမင်းသားအရိအရိယာသာဝကတို့ဤအရိယာသာဝကတို့ဤတန်တန်၌တည်သောတရားတရားကိုမည်သို့ခေါ်ဆိုပါတဲ့ဤအဓိကမတတ္တာအဓိကမတတ္တာ ရဘာသာဝင်တို့တန်တန်၌ဗုဒ္ဓဘာသာဝင်တို့တန်တန်၌အရဏကုံသုံးပါးကိုလေးစားကြည်ညိုယုံဖြင့်ရရှိနိုင်သောတရားတရားကိုမြည်သူခေါ်ပါသည်။ပတ္တာပတ္တာရတ္တာပတ္တာရတ္တာဗုဒ္ဓဓမ္မသံဃကုံတို့၌ဗုဒ္ဓဓမ္မသံဃကုံတို့၌ပျောက်ပြတ်ခြင်းမရှိအကျဉ်းမဲ့ယုံကြည်သောတရားတရားကိုမြည်သူခေါ်ပါသည်။ ဩကပဩကပန်ဩကဩကပနာတရာဩကပနာတတာကကုတံမြတ်စွာဘုရားရှင်လဝဲတော်ယံလက်ရတော်ယံနှစ်ပါးတို့တွင်ပညာဉာဏ်ကြီးမားဆုံးမထေဤဘဲမြည်မြည်တို့ခေါ်ဆိုပါသည်နိဝိတူရမထေဝိတူရမထေမဟာတုမနာနမင်းဒီမဟာတုမနာနမင်းဒီမြတ်စွာဘုရားရှင်ဤ ဆန်တော်များကိုဌာပနာသွင်းရေတည်ခဲ့တော်စေသည်အမည်မည်သို့ခေါ်ဆိုပါသည်နီအိန္ဒနီလာကြောက်စေသည်အိန္ဒနီလာကြောက်စေသည်မဟာဗုဒ္ဓဝင်စရုဒ္ဓတွင်မိဝန်များမြတ်စွာဘုရားရှင်သည်ဘာလကလောကရွာသို့မိသူကိုချီးမြှောက်လိုသောကြောင့်ကြွတော်မူခြင်းဖြစ်ပါသည်နီ အရှင်ဘကုမထေအရှင်ဘကုမထေမြတ်စွာဘုရားရှင်သည် အရှင်နုရုဒ္ဓအရှင်နန္ဒီယအရှင်ကိမိလမထေ၃ပါးတို့တတိယတုံးရာဝါတော်အရက်တို့ကြောတော်မူလာသည်ကိုမိသူကစတင်မြင်ခဲ့ပါသည်နိတောဆောင်နတ်ဘုရားရှင်သည် အရှင်ဘကုမထေကိုမိသူတော်တရားဇကဟောကြားခဲ့ပါသည်နိ တပားရဲနေခြင်းအကျိုးမြတ်စွာဘုရားရှင်သည် အရှင်နုရုဒ္ဓအရှင်နန္ဒီယအရှင်ကိမိလာမထေ၃ပါးတို့တရင်300ဝါရောအရတ်တို့ကြောတော်မူလာသည်ကိုတောဆောင်နတ်တို့ကမိသူဟုထင်မှတ်ခဲ့ပါသည်နိတာမန်ယဟန်တပါဒါမြတ်စွာဘုရားကိုတာမန်ယဟန်တပါကြွလာတယ်လို့ထင်မှတ်တာပါ မြတ်စွာဘုရားရှင်နဲ့တောသောနတ်တို့စကားပြောနေသည်ကိုမိသူကစတင်ကြခဲ့ပါသည်နိအရှင်အနုရုဒ္ဓမြတ်ွယ်ဖြစ်သောမေတ္တာကာယကံနှင့်မေတ္တာဝစီကံတို့ကိုအဘယ်အခါမျိုး၌ရနိုင်ပါသည်နိကွဲကွာနေစဉ်ကွယ်ကွာနေစဉ်မျက်မှောက်မျက်မှောက်ဟိုစောစောဟာမျက်ွယ်နာမျက်မှောက် မြန်မာမေတ္တာကာယကံနဲ့မေတ္တာဝစီကံတို့ကိုအဘယ်ကမျိုးတွင်ရရှိနိုင်ပါတယ်နည်းအတူနေစဉ်။ဟောအနီးနားမှာအတူတူရှိနေစဉ်မှာဒီမေတ္တာကာယကံနဲ့မေတ္တာဝစီကံတို့ကိုဒါမျက်မှောက်ရရှိနိုင်တယ်ပေါ့နော်။အတ္တမဝါဒီဟူတိကောင်းအတ္တမဝါဒီဟူတိကြောင်းတရားမြင်ရှိပါတယ်နည်း၈၈ပါ။ဖျားရှင်နည်းအရှိဝါတော်နည်း ဘုရားရှင်ဒီအရှိဝါတော်နေအရှင်နုရုဒ္ဓအရှင်နန္ဒီယအရှင်ကိမိလာ မထေသုံးပါးတို့ဟာအဘယ်တရားတို့ကို ဟောကြားခဲ့ပါသည်နည်းညီညွတ်နေခြင်းအကျိုးညီညီညွတ်ညွတ်နေခြင်းအကျိုးပေါ့နော်ဘုရားရှင်ကိုဘုရားရှင်ကိုပြလဖို့လူတော်မြောက်ဒီဝန်တာတော်စိတ်ဖြင့် တည်ဆုံးခဲ့ပြီးနောင်မီတိနိုင်ပြီးနိုင်ဖြစ်ရပါတယ်နီတာရိန်တာတာရိန်နာနဲ့ပြီးမှဖြစ်ရတယ်တဲ့ပါဠိလေးရကနတားဤရွှေဘိမှန်သည်ယူဇနာမီမြကျဲဝင်းပါတယ်နီယူဇနာ30ဓမ္မဝါဒီဟူတိတိချောင်းတဲ့ရာမီမြရှိပါတယ်နီ78ပါတန်ကာတင်ခွဲအောင်ပြုလုပ်သောအကြောင်းတရားမိမရှိပါတယ်နိ78ပါ ဗုဒ္ဓကိစ္စဗုဒ္ဓကိစ္စဗုဒ္ဓလုပ်ငန်းစဉ်သည်အဘယ်မိများအဘယ်များရှိပါသည်နီ၅ပါးဖျားရှင်သည်ညဉ့်ဥယံပိုင်းဗုဒ္ဓလုပ်ငန်းစဉ်ဖြင့်မိတိပရိသတ်တို့ကိုတရားဟောကြားချီးမြှောက်ပါသည်နီယဟန်ယဟန်ညဉ့်ဥယံမှာကယဟန်ဆရာဘုရားရှင်ကြီးတကောင်းအဲတကောင်းယံပိုင်း ဗုဒ္ဓလုပ်ငန်းစဉ်ရဲ့အဖြစ်မြည်တိပရိတ်တ်ကိုမြည်တိမြည်တိပရိတ်တ်ကိုဟောတရားဟောကြပါတယ်နိနနအညဉ့်ဦးရံမှာကယဟန်တကောင်ရံပိုင်းမှာကနတ်နတ်ပေါ့နော်နတ်တွေကိုတရားဟောတယ်ပေါ့နော်ဒေထုံကတိပါရဒွါစာရဲ့ပုံနာကတိပါရဒွါစာပုံနာကိုဖျားရှင်တရားဟောကြရာတွင် မျိုးစေ့ဒီပါကိုရည်ညွှန်းပါတဲ့နိဒတာတရာဝရည်ညွှန်းတဲ့မျိုးစေ့ကတရာဝရည်ညွှန်းတဲ့ကတိပါရဒွါစပုံနာဇတ်တွင်တီလာကိုအဘယ်နှင့်ဥပမာတင်စားထားပါတဲ့နိအမြင့်တီလာကိုအမြင့်နဲ့ဥပမာတင်စားထားပါတယ်တဲ့အဲဒါကကတိပါရဒွါစကတိပါရဒွါစပုံနာကို ဟောကြားသည့်တရားတော်တွင်မိုးရွာသွန်းခြင်းသည်အဘယ်ကိုရည်ညွှန်းပါသည်နည်းအိန္ဒြေဆောင်စည်းခြင်းအိန္ဒြေဆောင်စည်းခြင်းကတိပါရဒွါစာပုံနာကိုဟောကြားသည့်တရားတော်တွင်ကတိပါရဒွါစာပုံနာကိုဟောကြားသည့်တရားတော်တွင် ထွန်းတွန်းကိုအဘယ်နှင့်နှိုင်းရှင်ထားပါသည်နီထွန်းတွန်းကိုပညာမျိုးစေ့ကတရား အဲလူစီဆိုတာကကရာကိုရင်ညွှန်းနဲ့တီလာကိုကြာအမြင့်နဲ့ရင်ညွှန်းနဲ့အဲတီလာကိုကြာအမြင့်နဲ့ရင်ညွှန်းနဲ့အဲထွန်တွန်းကိုကြာတော့တမာရီနဲ့နှိုင်းရှင်ထားတယ်ထွန်တွန်းကိုတော့တမာရီနဲ့နှိုင်းရှင်ထားတယ်နောက်တစ်ခုကကြာတော့ကတိပါရဓွာစာပုံနာကိုဟောကြားသည့်တရားတော်တွင် ထွန်တန့်ဟူသည့်အဘယ်ကိုဆိုလိုပါသည်နိဟိဩတ္တပါ ေရီအော်တပ်ပါကတိပါရဒွါဇပုံနာကိုဖျားရှင် တရားဟောကြားရာတွင်ထွန်ညင်းကျိုးဟူသည့်အဘယ်ကိုဆိုလိုပါသည်နိတမာရီတမာရီထွန်ညင်းကျိုးကတမာရီကိုပြောတာကတိပါရဒွါဇပုံနာကို ဟောကြားတော်မူသောတရားတော်တွင်ထွန်သွားနှင်းတန်ထွန်သွားနှင်းတန်ဟူသည့်အဘယ်နိတတိ ကတိပါရဒွါစပုံနာကိုဟောတော်တရားတော်တွင်အင်ဂျရီဆောင်စည်းမှုကိုမိတို့ဥပမာတင်စားထားပါသည်နီမိုးရွာမိုးရွာသွန်းခြင်းအင်ဂျရီဆောင်စည်းခြင်းကို မိုးရွာသွန်းခြင်းနဲ့အဲဒီဥပမာတင်စားထားတဲ့အင်ဂျရီဆောင်စည်းမှုကိုမိုးရွာသွန်းခြင်းနဲ့ဥပမာတင်စားထားတဲ့ ကတိပါရဒွါစာပုံနာကိုဟောတော်တရားတော်တွင်ပညာကိုအဘယ်ဥပမာနှင့်တင်စားထားသည်နီထွန်းတော်မရှင်သည်စနခုမြောက်သူဒွရဒွရတတမဒွရတမဒွရတမဝါကိုအဘယ်ပြီမှာဝါကတ်ခဲ့ပါသည်နီဝေရင်စာပြီဝေရင်စာပြီမ ဝေရင်စားပြီးတင်ဆွန်းအခက်ခဲရှိသောကြောင့်မြောက်ကျွန်းသို့ဆွန်းခံကြရန် တောင်းပန်သောမထေရအဘယ်တပေသူနီးအရှင်မဟာမောက်ကလန်ကြာတာနာတော်ကြာမြင့်စွာဒီကြံကြောင်းနှင့်ပတ်သက်၍အကျဉ်စီဖြစ်ခဲ့သောမတိမာရှင်သာရိပုတ္တရာဖြစ်ပါအပြီဝိရင်စာပြီးတွင်ဝိနိတိတ်ခါဘုဝိရင်စာပြီးတွင်ဝိနိတိတ်ခါဘုပညာရန်လျှောက်ထားသောမန်သောမတိမာမိသူဖြစ်ပါတည်းနီး အရှင်သာရိပုတ္တရာမဆောဘုရားရှင်သည်အာယဟုလောဝါဒတုကုမြည်တီကြောင်းတိုင်းနဲ့ဟောတော်မူခဲ့ပါသည်ဤစီတဝန်ကြောင်းတိုင်းမဆောဘုရားရှင်သည်တေရတမတေရတမ73ခုမြောက်သောဝါကိုမြည်တီမျိုး၌ဝါကတော်မူပါသည်ဤစာလီယမျိုးစာလီယမျိုး ဖရာရှင်ဖရာရှင်တေရတ္တမသတုံးဝါမြဝါဆိုတော်မူစဉ်ခိတ္တအလုံးကြည့်ပြုသူဒီမည်သည့်မထေဖြစ်ပါတဲ့ဤအရှင်မေဂိယအရှင်မေဂိယဒီနုဘွယ်တိတ်တိတ်ဒီနုဘွယ်တိတ်စိတ်တော်ဥယင်တွင်၌တရားအားထုတ်နေသောအရှင်မေဂိယဤစိတ်ဝယ်မည်သည့်တရားများ ဖြစ်ပွားလာခဲ့ပါတဲ့ဤအကုသိုလ်ဝိတ္တ ဥပတကထူဖြည့်ရံမိသည်တရားတို့ကိုတည်အောင်ပြုရမည်နိတရဏကောတိလဝန္တဥပတကဖြည့်ရံတိလဝန္တဥပတကဖြည့်ရံအနေသောမိသည်တိလတရားတို့ကိုဆောင်ထင်းရမည်နိ၅ပါးတိလတရာတရားနှင့်ပြေတရာတရားနှင့်ပြေဆုံးသော ဥပတကဖြည့်ရံမိသည်အရာတို့ကိုယုံကြည်ရမည်နိယရဏ၃ပါးကို ဒီလာတရားနှင့်ပြည့်စုံသောဥပဒကကြီးရဲ့ယရနာ၃ပါးကိုကြည်ညိုရမည်၊ယုံကြည်ရမည်။ဉာဏ်တရားနှင့်ပြည့်စုံသောဥပဒကဖြစ်ရန်မြည်သည့်ဉာဏ်ဖြင့်ပြည့်စုံရမည်။နိဥဒ္ဓဘယဉာဏ်၊ဥဒ္ဓယဘယ၊ဥဒ္ဓဥဒ္ဓဘယ၊ဥဒ္ဓယဥဒ္ဓယဘယဉာဏ်၊ဥဒ္ဓယဘဉာဏ်နဲ့ဥဒ္ဓယဘယဉာဏ်အဲမြတ်စွာဘုရားရှင်ဒီနာအန္တလိခေ နာအန္တလိကေနတံဘုဒ္ဓမုဒ္ဓမစ္စေနာအန္တလိကေနသမုဒ္ဓမစ္စေအစရှိသောဒေသနာကိုမြည်ဒေသနာကိုပဲပုဂ္ဂိုလ်ကို အကြောင်းပြု၏ဟောကြားတော်မူပါသည်နီသောဘာဘုဒ္ဓမင်းမြတ်စွာဘုရားရှင်သည်15ဝါမြောက်ကိုအဘယ်တိုင်းပြည်၌ဝါကတော်မူပါသည်နီ15ဝါမြောက်ကကပိလဝောဖြစ် ကပီလဝောပီကပူလဝောပီဒီစာပေရသည်15ဝါမြောက်ကိုအဘေချောင်းနိုင်ဝါကတ်တော်မူပါသည်နီနီချောတာယုံချောင်းနီချောတာယုံချောင်းဒီစာပေရရှင်ဇေတဝန်ချောင်းတော်၌သတင်းတုံးတော်မူစဉ်တရားမင်းကအကြောင်းအရာဘယ်နှမျိုးနှင့်ပတ်သက်ပြီးမိဝမင်းမြန်ခဲ့ပါသည်နီ၄မျိုး အလူမှန်သမျှတွင်အဘယ်လူသည် အမျက်ဆုံးဖြစ်သည်ဟုတရားမင်းကိုဘုရားရှင်ကဟောကြားခဲ့ပါသည်နီတရားအလူ အလူမှန်သမျှတွင်ဒီအလိုဒီအမျက်ဆုံးဖြစ်သည်ဟုတရားမင်းကိုဘုရားရှင်ကဟောကြားခဲ့ပါသည်နီတရားအလူဘုရားရှင်ကဘုရားရှင်ကဘယ်ရတာဒီအမျက်ဆုံးဟုတရားမင်းကိုဟောကြားခဲ့ပါသည်နီတရားအရတာ တရားတော်ကိုဟောကြားပို့ချနာကြားခြင်းဒီမိတိဒါနမျိုးဖြစ်ပါသည်နိဓမ္မဒါနဘောရိပက္ခိယတရား38ပါးနှင့်တကွာလောကုတ္တရာတရား9ပါးကိုမိတိအယတာဟုဟောကြားခဲ့ပါသည်နိတရားအယတာလောကုတ္တရာ9ပါးဆိုတာမလေးတံပူလေးတံနိဗ္ဗာန်မလေးတံပူလေးတံနိဗ္ဗာန် အလဝကဘလူကြီးမမီစကားဖြစ်သည့်အမျက်ဆုံးဥစ္စာဤအဖြေကားအဘယ်ပါတဲ့အဘယ်နီတတတရာတရားအမျက်ဆုံးဥစ္စာပဲတဲ့တီလာတမာရီပညာတရာဆိုတဲ့နေရာမှာတတတရာအမျက်ဆုံးဥစ္စာတဲ့ ာလာဝကဘလူးမင်း၏အမေစကားဖြစ်သည့်နေစဉ်ပွားများရသည့်လူနတ်ဗိမာန်သို့ပို့ပြီးသည့်တရားကအဘယ်ပါသည်နည်းအဲနေစဉ်ပွားများရတဲ့တရားကဘာလဲဆိုရင် လူအာဒါနသီလဘာဝနာအလောကဘလူး၏အဘယ်ရသာသည့်အချိုးမြင့်ဆုံးဖြစ်သည်နည်းဟူသောအမေကိုဖျားရှင်ရဲ့ဖြေကဘယ်ပါနည်းဆိုတော့ ဘယ်ဟာကအချုံမြင့်ဆုံးလဲဆိုရင်တစ္ဆာဇက္ကတစ္ဆာဟောတစ္ဆာကအချုံမြင့်ဆုံးဖြစ်ပါတယ်ဘယ်တရားနဲ့အသက်ရှင်ခြင်းဒီအမျက်ဆုံးဖြစ်ပါတယ်နိပညာဉာဏ်နဲ့အသက်ရှင်ခြင်းဟာအမျက်ဆုံးဖြစ်ပါတယ်ရကန်းတဲ့မြို့သမီးဒီရကန်းတဲ့မြို့သမီးဒီမရဏနှုတ်တဲ့ မရဏနှုတ်တတိတရားဒေသနာကိုစတင်ကြားနာရပြီးချိန်မှစ၍မြညကြအောင်ထိုတရားကိုပွားများခဲ့ရသည်နိ၃နှစ်၃နှစ်ယကန်းတဲ့မြို့သမီးအားတဲ့မရဏနှုတ်တတိတရားဒေသနာကိုစတင်လာကြပြီးချိန်မှစပြီးတော့၃နှစ်ကြာအောင်ထိုတရားကိုပွားများခဲ့ပါတယ်။ဒါကားတဲ့မြတ်စွာဘုရားရှင်ကိုပြည့်စုံလို့ကြည်ခင် ဥပထကရာလူကိုသဘောတူညီချက်ရှိချက်ဖြင့်လက်ခံရရှိခဲ့ပါတယ်။အရှင်တန်နိုင်လုံးချေပြုစုပင်ဥပထကဥပထဥပထကဥပထကရာလူကိုရရှိရန်အရှင်အာနန္ဒာသည်နှစ်ပေါင်းမြင့်မြကြပါရမီပြည့်ကျင်ခဲ့ရပါသည်နိကဘာတတိကဘာတတိဘုရားရှင်တိုင်းဘုရားရှင်တိုင်းအားတကြိမ်သာဖြစ်မြဲဓမ္မရာဖြစ်သောအတ္တအတ္တတိ တာအတာတိတာတလူရောအတာတိတာအလူရောလူရန်ခွင်ရရှိခဲ့တော်မင်းဒီဂေါရမမြတ်စွာဘုရားရှင်လက်ထက်တွင်မြည်သူဖြစ်တဲ့နေ့နဒီခေါတ္တအမေပတိနဒီခေါတ္တလာမေပတိနဒီခေါတ္တလာမင်းကြီးအလူရောတွင်ကြံတန်းတော်ဆင်ကိုအဘယ်မထေရဲ့ ဘဲဘဲမဒီယနီနာနိုင်ထရှိပါတယ်နီအရှင်အင်ကူလီမာလာ အရှင်အင်ကူလီမာလာပတိနဒီကောတလာမင်းဤအတအတာဒိတာအတာဒိတာဒါနာအတာဒိတာဒါနာ လူတော်ကိုဥဆောင်စီမံခဲ့တော်မူရမှာပဲသူနီမလိကာမလိကာမိဘရာကောတလာမင်းကြီးသာသနာတော်တွင်ကောတလာမင်းကြီးသာသနာတော်တွင်အလူတော်ဒီ မိကဲ့သို့အလူတော်သည်မိကဲ့သို့သော အလူဟုထင်ရှားခဲ့ပါသည်နီအတာတိတာအလူ အတုမရှိအလူဘုရားရှင်တို့ဤဘုရားရှင်တို့ဤလက်ထက်တွင်ဘုရားရှင်တို့ဤလက်ထက်တွင်တကြိမ်သာဖြစ်ခွင့်ရသောအလူတော်သည်မိသည့်အလူတော်ဖြစ်ပါသည်နီအတုမရှိအလူအတာတိတာအလူအတာတိတာဒါနအနန္တောပဏ္ဏန္ဒနန္တော အန္တပဏ္ဏဒနဂါမေအာသုမာကွင်းကိုရရှိသောမထေမာမီသူညီအရှင်မဟာမောကလန်နန္တပဏ္ဏဒနန္တပဏ္ဏဒနဂါမေကပြင်းထန်သောပြင်းထန်သောနှာခေါင်းလေးဖြင့်မုတ်လွတ်ထိုက်ခိုက်စဉ်အရှင်မဟာမောကလန်မထေမြတ်မီတိဇံကိုဝင်စားပြီးကာကွယ်ခဲ့ပါသည်နိစရုဒ္ဒဇံ မြတ်စွာဘုရား၏လှူရှာမှုမှန်သည်များမကောင်းစိတ်ထားဖြင့်လိုက်လံဆုံဆန်းထောက်လန်းနေသောသူကားအဘယ်သူနိမန်နှံ့မင်းဘကပြမမင်းသည်စကြဝဠာတိုက်ပေါင်းမိများကိုမြင်နိုင်ပါသည်နိတထစကြဝဠာတထပင်စာနန္တိယကံကိုကျူလွန်တော်သူသည်အဘယ်ဘုံ၌မိတိအကျိုးကိုပေးပါသည်နိပတိတံတေ ပတိတန်တေပတိတန်တေအဘေဘုံ၌ပတိတန်တေအကျိုးကိုပေးပါသည်အခဗျမမင်းကြီးသည်ဒုက္ခကိဏဘုံ၌ဒုက္ခကိဏဘုံ၌တတန်းပြေမဟာကပ္ပမညနေယဘာတနီ64ကသုလာတဝရာတိအိ၌လူခွဲများစီမံပြီးလင်းစီတဝန်ချောင်းတော်၌ တရားဟောတရားဟောတော်မူသောမြတ်စွာဘုရားကိုမိခဲ့သောပင်ခဲ့တဲ့ဤမူလေးပံမူလေးပံရှစ်ဆုပ်ဖြစ်တဲ့မူလေးပံရှစ်ဆုပ်ဖြစ်တဲ့ရေပင်ပင်ခဲ့ပါသည်မူလေးပံရှစ်ဆုပ်ဖြစ်တဲ့ရေပင်ခဲ့ပါသည်အဲဆူလာတုဂတာတိစိတဝင်ကြောင်းတော်ရှိမြတ်စွာဘုရားရှင်ကိုအိမ်တို့ကြွရံမှုလေးပံမိမြကောင်းကင်တို့ဖြစ်တင်ခဲ့တဲ့ဤရှိဆုံး ။ဩကာတတိဒီဩကာတတိဒီသုလတုပတာဤပင်ပေမှုကြောင့်ကြွတော်မူလာသောကြွတော်မူလာသောမြတ်စွာဘုရားရှင်ကိုယပောင်းမီများအလူကြီးပေးခဲ့ပါတနည်းခொနဲ့ရဲ့သောဗျာရှင်သည်သုလတုပတာအချိမြောက်ရေမိတိမထေကိုဥက္ကမျိုး၌ထားခဲ့တဲ့ဤအရှင်နုရုဒ္ဓ စန္ဒဘပုဏ္ဏတိမြေကြီးဘုရားရှင်လက်ထက်ဝယ်စီဒီရော၌အဲစီဒီရော၌စနကူးမုံထူထန်းခဲ့တဲ့ဤကတ္တပဘုရားရှင်ဧသာဘုရားရှင်ဒီစန္ဒဘပုဏ္ဏအဘေကမထံကိုပြတော်မူပါတဲ့ဤဒွဋ္ဌိန်တာကာရဒွဋ္ဌိန်ဒွဋ္ဌိန်တာကာရကမထံဒွဋ္ဌိန်တာကာရကမထံအက ဘုရားမြတ်စွာဘုရားရှင်ဒီလက္ခဏာတော်ကြီးငယ်ကိုစုံခန်းရန်လာတော့အံဖတ်တာလူမြေအံဖတ်တာလူလင်ကိုမြည်တီတော်အုပ်တွင်လက်ခံတွေ့ဆုံခဲ့ပါတယ်နိစာငင်္ဂလာတော်အုပ်မြို့တီမြည်ပြုတော်အခါမြည်တီအရာများကိုထားရှိသောကြောင့်ဥက္ကဋ္ဌမျိုးဟု ခေါ်ဆိုပါသည်နိမီရှူတိုင်းများထားရှိသောကြောင့်ဥက္ကဋ္ဌမျိုးဟုခေါ်ဆိုပါသည်တာတိပောက်ကရာတာတိပုံနာတိ ဩခရတာတိပုံနာတိမိတိနေယာနိပရိတန်တိကြည်ရဲ့ပါတဏိဘရုံမာကြဘရုံမာကြပကရပကရတာတိလူလင်ကိုမိသူကဗေဒင်ပညာသင်ပြခဲ့တဲ့နိယတိယတိပကရတာတိပုံနာတိဗေဒင်ပညာဖြင့်ထင်ရှားကျော်ကြားလာသောအခါမိတိမင်းကိုပညာသင်ကြားပေးခဲ့တဲ့နိကောတလမင်းကြီးကောတလမင်းကြီး ကောတလမင်းကြီးဒီမိမိရာပညာတင်ကြပေးတော်ဆရာဖြစ်သူပေါကရဆရာဖြစ်သူပေါကရတာဒီပုံနာကိုမြည်သည့်မျိုးစားရာတို့ပေးတဲ့နီဥက္ကဥက္ကဋ္ဌမျိုးစားပေါကထပေါကရပေါကရပေါကရတာဒီပုံနာဤခန္ဓာကိုဒီမြည်သည့်အစဉ်အယောင်ရှိပါသည်နီကြာပြုမြတ်စွာဘုရားရှင်ဤလက္ခဏာတော်ကြီးငယ်ကိုလာရောက်ဆုံးဆန်းသူဒီမြည်သူနီး အမ်ဘတ်အမ်ဘတ်ပုံနာအမ်ဘတ်ပုံနာပထလူလင်တိမြတ်စွာဘုရားရှင်နှင့်စကားစတင်ပြောဆိုစဉ်မိတိတရားမိတိစိတ်ဖြင့်ပြောဆိုပါတဲ့ဏမာနပထလူလင်တိအမ်ဘတ်အမ်ဘတ်လူလင်တိမြတ်စွာဘုရားရှင်လက္ခဏာတော်တို့ကိုစုံစမ်းတော်မူရာတွင်အနာတော်မြမြကိုသာတိမြင်နိုင်တဲ့ဏ30ပါ30ပါ ံဘတ်တလူလင်ဒီမြတ်စွာဘုရားရှင်လက္ခဏာတော်စုံစမ်းစဉ်မိမိရဲ့ဆွမ်းဖြင့်မမြင်နိုင်သောလက္ခဏာတော်မြင်ရရှိပါသည်နိနှစ်ပါမြတ်စွာဘုရားရှင်ရဲ့ရတော်မြင့်ကိုတိုင်းတာသောအခါအတောင်းအမြင့်60ရှိသောဝါသည်ဘုရားရှင်ခန္ဓာကိုယ်တွင်မြင်များလောက်သာရှိသည်နိပစိတုဝပစိတုဝတောင်းတရ20 တောင်120ရှိသောဝါဤအမြင့်သည်ဘုရားမြတ်စွာဘုရားရှင်ရရတော်ကို တိုင်းတာသောအခါဘေမြတာမြင့်မာတနိခာဘိံပိတာရမင်းကြီးလက်ဆောင်ဖြစ်သော ရှိပေလောနောက်ဆုံးခန်းတွင် ရှိပေလောနောက်ဆုံးခန်းတွင်မြို့သောအကြောင်းအရာများဤသာထပါတယ်နိအာနာပါဏတတိ ဘကုတာတိမင်းကြီးဒီဘကုတာတိမင်းကြီးဒီဘိမ့်ပိတာရမင်းဤရွှေပေလာကိုဖျားပြီးနာမည်သူကိုယေစုပြီးရဟန်းပြုခဲ့ပါတန်ဤဖျားရှင်ဘကုတာတိမင်းဒီဖျားရှင်ကိုယေစုပြီးဘယင်းအဖြစ်မာမည်တိဘဝသို့ခံခဲ့ပါတန်ဤရဟန်းဘဝဘုဒ္ဓရီမင်းဒီမြတ်စွာဘုရားရှင်ထံမှတရားတော်ကို နာကြားရသောအခါ မိတိပုဂ္ဂိုလ်အဆင့်သို့ရောက်ခဲ့ပါသည်။နိအနာကံအနာကံကုသတိပြမသည်အဝိအဝိဟာအဝိဟာအဝိဟာဘုံ၌ဖြစ်ပြီးနာမိတိဇမ္မတ်ဖို့ကိုထမရရှိခဲ့ပါသည်။နိအရဟတ္တဖို့အရဟတ္တဖို့အရာဟုအတူရရာဟုအတူရနာမေအဖို့မျောလာတော့အကမြတ်စွာဘုရားရှင်ဒီမိတိဣရိယာဘုဖြင့်အဖို့မျောခံခဲ့တဲ့နေလျောင်း ပြောင်းလဲဥရိယာပုံနဲ့ဖိုးပြောင်းခံခဲ့တဲ့တဲ့ရှင်ဒီဝရတ်ဒီဖုံးကံအရှင်ဒီဝရတ်ဒီဖုံးကံကြီးမားရန်အတွဲအဘဲသူကိုပရမဆုံးစီယုံတင်တင်ခဲ့ပါတယ်နီအစာတသက်အနာရှင်ဒီစီရန်အကြံဖြင့်ရသဘုရားရှင်ဒီစီရန်အကြံဖြင့်တောင်ထိပ်ပေါ်မှာကြောက်တုံးလိန်ချခဲ့သူမှမိသူနီဒေဝရဒေဝရ နာလာနာလာဂေဒီစင်ပြောင်ကြီးရန်ကိုမြတ်စွာဘုရားရှင်အချိန်မှနေပြီးအသက်ဆုံးကာွယ်ရန်ကြိုးစားတော်မူသောမထေရီမီတူနီအရှင်အာနန္ဒာနာလာဂေဒီစင်ဒီဘုရားရှင်နှင်းတွေ့တော်မူပြီးနောက်နာလာဂေဒီနာလာဂေဒီစင်ဒီဘုရားရှင်နှင်းတွေ့တော်မူပြီးနောက်အဘယ်သို့သောနာမည်တိတကူတမန်ရရှိပါသည်နိဒနာပါလာစင်ဒနာပါလာစင် အရှင်ဒီဝရသည်အံပွဲမှုအံပွဲမှုပြုလုပ်လို့ဒီအတွက်ဖြင့်မြတ်စွာဘုရားရှင်ထံတော်၌တောင်းဆိုချက်တောင်းဆိုချက်ပဲနှမျိုး တောင်းဆိုခဲ့ပါသည်နီ၅မျိုး အရှင်ထံသို့မြတ်စွာဘုရားရှင်ထံသို့တောင်းဆိုချက်အမျိုးမျိုးပြုလို့ဒီအရှင်ဒီဝရ၏အဓိကရွယ်ချက်ကပဲနီတန်ခါတင်းခွဲအဆုခွဲရန်အရှင်ဒေဝရတိအရှင်ဒေဝရတိဤကဘာ၌ ဤကဘာမနောကဘာတသိအထက်တွင်မြည်သောဘဝရနိုင်မည်နိပစ္စေကဗုဒ္ဓအမြတရဏကိုသောက်တီလေးရှိရာတွင်တရဏကိုအမျိုးရဲ့စာမိများရှိပါသည်နိနှမျိုးတရဏတရဏကိုနှမျိုးပဏိပဏိပါဒပဏိပါဒအယုဒေပြုမှုရှိခိုးခြင်းဘယ်နှမျိုးရှိပါသည်နိလေးမျိုးအောင်ကိုကြည်စွတ်မှာတယ်